်းမင်္ဂလာပါဒီနေ့ကြွေးမြပေးချင်တာကတော့ stock share ကိုဘလို့ရွေးချယ်ဝယ်ရမလဲဆိုတာပါကျွန်တော်တို့တော်တော်များများ stock စီကွက်ကိုဘလို့စပြီးရင်းနှီးမြှုပ်နှံရမလဲဘာတွေတည်ထားရမလဲဆိုတာအမေးများတာအတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုဦးစားပေးပြီးလုပ်ဖြစ်ခဲ့ပါတယ်ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့မှန်ကန်တဲ့ stock ရွေးချယ်ရမှာပါဝင်တဲ့နည်းစနစ်တွေပုံစံတွေနောက်ပြီးတော့စဉ်းစားရမယ့်အချက်တွေကိုအဓိကထားပြီးတော့ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်တင်က finance background မရှိတာပဲဖြစ်ဖြစ် finance နဲ့ပတ်သက်ပြီးတော့ knowledge နည်းနည်းပဲရှိတယ်ဆိုလို့ရှိရင်လည်းစိတ်မပူပါနဲ့ရှင်းပြတဲ့အခါမှာလည်းကျွန်တော်ကအလွယ်ကူဆုံးနဲ့အယူရှင်းဆုံးလူတိုင်းနားလည်လွယ်မဲ့စကားလုံးအသုံးအနှုန်းတွေအသုံးပြုသွားမှာပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်စလိုက်ကြအောင်မှန်ကန်တဲ့ stock ကိုရွေးချယ်တဲ့အခါမှာကျွန်တော်ရှင်းပြပေးမယ့်အကြောင်းအရာ6ခုကိုတည်ထားဖို့တော့လိုအပ်ပါတယ်အဲ့ဒါတွေကဘာမှမခက်ပါဘူးနံပါတ်1ကတော့ကိုတည်တဲ့စီးပွားရေးနယ်ပယ်မှာပဲရင်းနှီးမြှုပ်နှံသင်ပါတယ် Warren Buffett ပြောထားတာလေးတော့ရှိပါတယ်အဲ့ဒါက ကိုမသိတဲ့မကျွမ်းကျင်တဲ့စီးပွားရေးနယ်ပယ်မှာရင်းနှီးမြှုပ်နှံမှုမပြုလုပ်သင့်ဘူးလို့သူကဆိုတာပါတယ်။ဥပမာတစ်ခုပေးရရင်ဗျာအဲတင်ကအပဲမှာရင်းနှီးမြှုပ်နှံခြင်းလေပေါ့နော်။ဘာလို့လဲဆိုရင်တင်ကိုယ်တိုင်ကလည်း iPhone အသုံးပြုနေတယ်သူတူဦးဖြစ်တယ်လို့အပဲလုပ်ငန်းရဲ့အကြောင်းအရာကိုလည်းတင်ကအတော်အသင့်နေနားလည်ထားလဲပဲဆိုကြပါစို့ဗျာ။အဲ့ဒါဆိုရင်တော့အပဲရဲ့အစုရှယ်ယာမှာရင်းနှီးမြှုပ်နှံမှုလုပ်တာကတင်အတွက်မမှားပါဘူး။ဒီလိုမှမဟုတ်ပဲနဲ့တင်က pharmaceutical လို့ဆေးဝါးနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေဒါမှမဟုတ်ရင်လည်းဗျာ ကျင်းနီတူးဖော်တဲ့လုပ်ငန်းတွေအဲ့လိုမျိုးအကျွမ်းတုံ့ဝင်မရှိတဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံမှုတွေကိုတော့လုံးဝမလုပ်သင့်ပါဘူး။နံပါတ်1ကတော့ခိုင်မာမှုရှိတဲ့စီးပွားရေးလုပ်ငန်းကိုရွေးချယ်ပြီးရင်းနှီးမြှုပ်နှံမှုပြုလုပ်ရပါမယ်။ဆိုကြပါစို့ဗျာ။အဲတင်ကတီးနဲ့စိုက်ပျိုးရေးလုပ်ငန်းအစုရှယ်ယာကိုဝယ်တော့မယ်ပဲထားပါတော့။ဟုတ်ပြီ။အဲ့ဒါဆိုရင်အဲ့ဒီလုပ်ငန်းကဥယျာဉ်ချမ်းပြည်ဘယ်နယ်ဧကရှိတာလဲ။နော်။နောက်တစ်ခုကဘယ်တီးနဲ့တွေသူကစိုက်ပျိုးမှာလဲ။ ဒါမှမဟုတ်လေဘယ်တီးနဲ့နေသူစိုက်ပျိုးထားတယ်လဲတေအကားကိုရောတီးနဲ့အထွန်းတော့ဘလောက်ရှိတယ်လဲတေအကားမှာတီးနဲ့စိုက်ပျိုးမှုဇယိတ်ကဘလောက်ကုန်ကြထားတယ်လဲဒါမျိုးတွေပေါ့နော်နောက်ဆုံးတစ်ခုကတော့ free cash flow ကရောဘလောက်ထားရှိတယ်လဲစတာတွေကိုသင်ရလည်လာထားဖို့လိုအပ်ပါတယ်ဘာလို့အဲ့ဒါတွေတည်ထားရမလဲမေးလို့ရှိရင်တော့ဟုတ်ပြီအဲ့ဒီတီးနဲ့စိုက်ပျိုးတဲ့လုပ်ငန်းကို yes stock ကိုဝယ်လိုက်တာဒီအဲ့ဒီလုပ်ငန်းကိုသင်ရတစ်စိတ်တစ်ပိုင်းပိုင်တယ်လို့ပြောလို့ရအောင်ပဲဖြစ်ပါတယ် So Yahoo Finance မှာ Warren Buffett ရဲ့ interview လုပ်ထားတာလေးကိုတစ်ချက်လေ့လာကြည့်ကြကြပါ It company, um, you have a forty-five billion dollar stake, more or less. How how closely do you follow the company? You know, people are concerned they haven't really introduced any new products. Well, if you have to closely follow a company, you shouldn't own it. If, really? No, I mean, if you, I mean, if you if you buy a business, if you buy a farm, you know, you go up and look? you know, every couple of weeks to see how far the corn is up. And, uh, you know, do you worry too much about whether somebody says this is going to be a year of low prices because exports are being affected? Any interview video, Emma, to be a daughter, Ali, နောက်တစ်ခုကခြံလုံငန်းစိုက်ပျိုးထားတဲ့နေရာမှာယင်းနှိမ့်နှံထားတယ်ဆိုလို့ရှိရင်ဖြစ်နိုင်ရင်ဗျာကိုယ်တိုင်အပြင်မှာတွတ်ကြည့်ပြီးတော့ဟုတ်ပြီအဲ့ဒီတီးနှံနေရာတကယ်ပဲကြီးထွားလာပြီလားအခြေအနေရတယ်အခြေအနေကဘယ်လိုရှိလဲအဲဒါမျိုးတွေကိုက တိထားမယ်ပေါ့နော်။သွားလဲကြည့်တင်တယ်ပေါ့။သူအဲ့လိုမျိုးပြောသွားတာပြောသွားပါလေ။နံပါတ်3အနေနဲ့ကြည့်ရမှာကတော့ financial statement တွေပဲဖြစ်ပါတယ်။ financial statement ဆိုရင်မှာဆိုရင်တော့ income statement ဒါမှမဟုတ်လေ profit and loss statement balance sheet နဲ့ cash flow statement ဒီသုံးခုကိုဟိုကြည့်ရမှာပဲဖြစ်ပါလေ။ financial statement မှာအရေးကြီးတဲ့အညွှန်းကိန်းတွေကိုတော့တင့်အနေနဲ့နားလည်ထားရမှာလည်းဖြစ်ပါတယ်။ financial statement ကိုကြည့်ပြီးရင်ဘာလို့လို့ရလဲဆိုရင် fundamental analysis လုပ်လို့ရပါတယ် fundamental analysis မှာအပိုင်းနှစ်ပိုင်းခွဲရပါတယ်တစ်ခုကတော့ quantitative ဖြစ်ပြီးတော့နောက်တစ်ခုကတော့ qualitative ဖြစ်ပါတယ်အဲ့ဒီနှစ်ခုတည်းကအဓိက analysis လုပ်ရမှာကတော့ financial analysis တွေကုမ္ပဏီရဲ့ management team တွေနောက်ပြီးအခြားသော economic outlook တွေပဲဖြစ်ပါတယ် fundamental analysis ပြီးသွားရင်တော့နောက်တစ်ခုအရေးကြီးတာဒီ technical analysis ပါ technique technical analysis ဆိုတာကတော့ stock ဈေးကွက်မှာဖော်ပြနေတဲ့ဒီ pattern လေးတွေပဲဖြစ်ပါတယ်။ပုံမှန်ပြထားတာကတော့ stock chart pattern လေးပေါ့နော်။ technical analysis ကအရင်ပြီးခဲ့တဲ့ trading နေ့တွေတုန်းကရှိခဲ့တဲ့ data လေးပြီးတော့ပြီးခဲ့တဲ့တစ်လပတ် သုံးလပတ်တစ်နှစ်သုံးနှစ်ပေါ့နော်၅နှစ်အဲဒါမှမဟုတ်လို့ရှိရင်လည်းအခုဒီနှစ်စကနေပြီးတော့ကျွန်တော်တို့အခုရောက်နေတဲ့နေရာအထိညွန်ပြပေးနေတဲ့ pattern လေးတွေကိုကြည့်ပြီးတော့သုံးသပ်ရတာပဲဖြစ်ပါလေ။ ဒီမှာဆိုရင်တော့ဆိုကြပါစို့တင်ကပုံမှန်ပြထားတဲ့အတိုင်း YTD ပေါ့နော် year to date ကိုကြည့်လိုက်ရင်အမြင့်ဆုံးဘယ်လောက်ထိတက်ခဲ့တယ်အဲဘယ်လောက်ထိဈေးနှုန်းကျဆင်းခဲ့လဲအဲ့ဒါတွေကိုလေ့လာရမှာပဲဖြစ်ပါတယ် technical analysis ကို short sale လုပ်မဲ့ trader တွေတာမကပဲနဲ့အစု share ကိုအချိန်အကြာကြီးကင်နာကျင်တဲ့သူတွေလည်းလုပ်လို့ရပါသေးတယ် financial statement တွေကိုကိုကကြည့်ကျင်နေဆိုလို့ရှိရင်ဒီမှာကျွန်တော်ဖော်ပြထားတယ် sec.gov/edg ရမှာတွားရောက်ပြီးတော့လည်းကြည့်လို့ရပါတယ်။အဲ့ဒီမှာဆိုရင်တစ်နှစ်စာဒါမှမဟုတ်လည်း quarterly တစ်ခုလိုက်ပေါ့နော်ဒါမျိုးတွေတွားကြည့်လို့ရတယ်။ဒါမဲ့လေလေအဲ့ဒါတွေကတချို့ statement တွေဒီမှာဖော်ပြထားတဲ့ statement တွေကြည့်ရတာကတော့တချို့လူတွေအတွက်ရှုပ်ထွေးကောင်းရှုပ်ထွေးနိုင်နေမယ်ရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ခုတွားကြည့်လို့ရတာက Yahoo Finance ဒီ video မှာပြထားတဲ့အတိုင်းကိုကြည့်ကျင်တဲ့ company ကိုကျွန်တော်တို့တွားကြည့်လို့ရတယ်ဒီမှာဆိုရင်တော့ကျွန်တော်က Apple ရဲ့ income statement balance sheet cash flow အဲ့ဒါတွေကိုကြည့်နေတာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ balance sheet ကိုအရင်လေ့လာတယ်ကုမ္ပဏီရဲ့ cash position နဲ့ liquidity ကိုကျွန်တော်အဓိကထားပြီးတော့ကြည့်ပါတယ် cash position ကို balance sheet ထဲက total asset ခေါင်းစဉ်အောက်မှာရှိတယ် current asset ကိုအရင်တွားတယ် current asset အောက်မှာ cash and cash equivalent ကိုကြည့်ပြီးတော့ကျွန်တော်က cash position ကိုလေ့လာပါတယ်ဒီမှာဆိုရင် Apple က cash အနေနဲ့ဆိုရင်တော့ billion ပေါင်း65ကျော်ကျော်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ် cash position ကဘာကိုပြောရလဲဆိုလို့ရှိရင်လေအဲလုပ်ငန်းတစ်ခုอ่ะပေါ့เนาะငွေကိုဘယ်လောက်ထိကင်ထားတယ်ဆိုတာကိုပြောပြနေရပဲဖြစ်တယ်အဲ့ဒါအရေးကြီးရယ်เนาะနောက်တစ်ခုသွားကြည့်ရမှာက total liabilities အောက်က current liability ခေါင်းစဉ်ပါပြီးရင် current debt ကိုကြည့်ရမှာပဲဖြစ်တယ်အဲ့ဒီမှာဆိုရင်တော့ billion 20ဒသမ8ကိုတွေ့ရမှာပဲဖြစ်ပါတယ်ပြီးရင်ဗီဒီယိုမှာပြထားတဲ့အတိုင်း total non current liabilities အောက်က long term debt ကိုကြည့်ရပါမယ် long term debt က billion ပေါင်း85ဒသမ9 ဖြစ်ပါတယ်။ဟုတ်ပြီ။ကျွန်တော်ကဒီဖီဂါတွေရရပေါ့နော်။ဒီဖီဂါ၃ခုကိုကြည့်ပြီးကျွန်တော်တို့ပြောနိုင်တာဒီဒီ Apple လုပ်ငန်းကဟလာ cash အနေအားဖြင့်65ဘီလီယံဒီသူတနှစ်အောက်ပေးရမယ် current liability အကျွေးတွေဖြစ်တဲ့20.8ကိုဘလောက်ကာနိုင်လဲပေါ့။အဲနော်။တေချာတော့20.8ကို cash 65ဘီလီယံကတနှစ်အတွင်းလုံလုံလောက်လောက်ပြန်ဆက်ဖို့ငွေလုံလောက်ရှိတယ်ဆိုတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကြည့်ရမှာကတော့ liquidity ratio ပါ liquidity ratio အများကြီးတဲ့မှာ current ratio တော့တွက်ကြည့်ရမှာဖြစ်တယ်ဗောနော် current ratio မှာလေအဲစာစကားနဲ့ပြောရမယ်ဆိုလို့ရှိရင် current asset ကိုတည်ပြီးတော့ current liability နဲ့စားတာပဲဖြစ်ပါတယ် current ratio ဗျာကျွန်တော်နောက်တနည်းအလွယ်ကူဆုံးရှင်းပြရရင်ဗျာဥပမာကုမ္ပဏီကဒေါ်လာအကျွေးတင်နေတယ်ဆိုရင်အဲ့ဒီကုမ္ပဏီမှာဒေါ်လာထက်များတဲ့ asset တန်ဖိုးဘယ်လောက်ရှိသလဲအဲဒါမျိုးကိုကျွန်တော်တိုင်းတာလာဖြစ်ပါတယ် reserve က တေချာပေါက်တစ်ထက်ကျော်နေရမယ်ပေါ့နော်အဲ့ဒါတော့ဒီဟိုကောင်းတဲ့ result ကိုကျွန်တော်ပြောပြတာပါအဲဒါမှလည်း liquidity ဖြစ်တယ်လို့လည်းကျွန်တော်တို့ပြောနိုင်တယ်ဒီမှာတစ်ချက်တွက်ကြည့်တတ်ကြအောင် current asset အနေနဲ့ဒီမှာ152 billion ကျော်ကျော်ကိုကျွန်တော်တီးလိုက်မယ်ပြီးတော့ current liabilities ဖြစ်တယ်186 billion ကျော်ကျော်နဲ့စားကြည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့0.86ရပါတယ်ဆိုလိုတာကတော့တစ်ထက်နည်းနေတယ် current liabilities ကိုကာနိုင်ဖို့အတွက် current asset ကနည်းနေတယ်အောင်ပြောချင်တာပေါ့နော် liquidity အများကြီးမဖြစ်ဘူးပေါ့အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ် balance sheet သွားပြီးရင်တော့ income statement ကိုကျွန်တော်တို့ချက်သွားပြီးလေ့လာကြည့်မယ်တချို့ကလည်း income statement ကို profit and loss statement လို့လည်းခေါ်ဝေါ်ကြပါတယ်ဗီဒီယိုမှာကျွန်တော်ပြထားတဲ့အတိုင်းပဲ income statement က figure နှစ်ခုကြည့်ရမယ်ဘာဒီလဲဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်က total revenue ဖြစ်တဲ့ဒီမှာ3 9 1 3 3 3 3လို့ပေါ့နော် ဘီလီယံ391နဲ့ expand အားလုံးနှုတ်ပြီးရလာတဲ့ net income ဖြစ်တဲ့63ဘီလီယံလို့ကြည့်ရမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဘာတွက်လို့ရလဲဆိုရင် net profit margin ကိုတွက်လို့ရပြီ။ profit margin ကစာစကားနဲ့ပြောရမယ်ဆိုလို့ရှိရင် net income ကိုတည်ပြီးတော့ total revenue နဲ့စားတာဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင် net income 63ဘီလီယံကိုတည်ပြီးတော့363ဘီလီယံနဲ့စားလိုက်တဲ့အခါမှာတော့ကျွန်တော်တို့24ရာခိုင်နှုန်းကျော်ကျော်ရပါတယ်။ net profit margin ကလေပြောရရင်20ရာခိုင်နှုန်းကျော်နေပြီဆိုတော့တော်တော်လေးကိုကောင်းတဲ့စီးပွားလို့လည်းပြောလို့ရတယ် Apple တို့လိုနီးပညာကုမ္ပဏီကြီးတွေရဲ့စီးပွားအညွှန်းကိန်းတွေအရများသောအားဖြင့်တည်ငြိမ်ပြီးတော့ကောင်းမွန်တယ်အဲ့လိုမျိုးကျွန်တော်တို့ရေးပွားအဖြစ်သုံးသပ်လို့ရတယ်ဒါပေမဲ့လည်းဗျာအဲတခြားကုမ္ပဏီတွေဖြစ်တဲ့ Lucid Motor တို့လိုကုမ္ပဏီတွေကြတော့ profit မရနိုင်တော့တဲ့အခါမှာကြတော့သုံးသပ်ရဖို့ကျွန်တော်တို့အနေနဲ့နည်းနည်းခတ်သွားတယ်တချို့ကလည်းအဲ့ ဟိုဘယ်လိုပြောမလဲအချိန်ကာလအပြင်ဇက်တိုက်အမျက်ငွေအပြင်အနှုတ်တွေအနှုတ်မှာပြနေပြီမဲ့လေရေရှည်မှာအောင်မြင်လာနိုင်တဲ့အဲအလားလာရှိရတဲ့အတွက်ကြောင့်မလို့ဒီလိုကုမ္ပဏီတွေမှာယင်းနှိမ့်နံဖို့လူတွေကကြိုက်ကြတာတွေလည်းရှိတယ်။ဘာလို့လဲဆိုရင်အဲကျွန်တော်ခုနပြောသလိုပေါ့အခုရှုံးနေပြီမဲ့နောက်တစ်ချိန်မှာ return ကောင်းကောင်းပေးနိုင်တယ်လို့ယုံကြည်ထားတာကြောင့်ပဲဖြစ်ပါတယ်။အများသိနိုင်မဲ့လုပ်ငန်းတစ်ခုကျွန်တော်ဥပမာတစ်ခုပေးရရင်တော့ Amazon ပဲဖြစ်ပါတယ်။ Amazon က1996ခုနှစ်မှာ total revenue အပြင်1.6 billion dollar ရနိုင်ပြီမဲ့လေ။ တစ်နှစ်ကိုတန်း900ကျော်သူကအရှုံးပြနေတယ်အဲဘယ်သူမှလဲဗျာ Amazon ကိုဟိုအခုလိုမျိုးအောင်မြင်လာမယ်လို့မတွေးထားကြဘူးပေါ့နော် တွေးတဲ့သူလည်းရှိနေရှိပါလိမ့်မယ် financial statement ကိုကျွန်တော်တစ်ချက်ပြန်သွားကြည့်ကြည့်ရအောင်နောက်ဆုံးတစ်ခုကတော့ cash flow statement ပါ cash flow statement ကလုပ်ငန်းတွေကိုငွေတွေဘယ်လောက်ဝင်သွားပြီးတော့ဘယ်လောက်ပြန်ထွက်သွားနိုင်တယ်ပေါ့နော်အဲတနည်းအားဖြင့်ငွေစီးဆင်းမှုကိုဖော်ပြနေတာပဲဖြစ်ပါတယ်ဗီဒီယိုထဲမှာပြထားတဲ့အတိုင် cash flow statement ရဲ့အောက်ဆုံးက free cash flow statement ကိုတစ်ချက်ကြည့်လိုက်ရအောင်ပုံမှန်အားဖြင့်တော့ဒီ performance ကောင်းတဲ့ကုမ္ပဏီတွေရဲ့ cash flow ကတစ်နှစ်နဲ့တစ်နှစ်များလာတာကိုတွေ့ရပါတယ်ဗီဒီယိုထဲမှာဆိုရင်တော့ပြီးခဲ့တဲ့နှစ် free cash flow က billion ပေါင်း108ကျော်ကျော်ရှိတာကိုတွေ့ရပါမယ်အဲ့ဒါကအချက်၃ချက်ကိုကျွန်တော်တို့ချိန်ကြီးလို့ရတယ်အဲ့ဒါတွေကတော့နံပါတ်1ကုမ္ပဏီကဟုတ်ပြီသူယူလာတဲ့အကျွေးရှိရပါတော့အဲ့ဒီ debt တွေကိုပြန်ဆက်ဖို့ရေနောက်တစ်ခုက ဒီ share ရှင်တွေကိုအမျက်ငွေစုခွဲဝေဖို့ ਨੇ နောက်ဆုံးတစ်ခုကတော့ company ကသူထုတ်ရောင်းထားတဲ့အစု share တွေကိုဟိုအချိန်မီသူ ပြန်ဝင်နိုင်ဖို့ပေါ့နော်ဒါမျိုးတွေကိုချိန်ကြီးလို့ရတယ်ဆိုလိုတာတော့ဗျာ free cash flow များလေလေ company ကခုနပြောထားတဲ့အချက်၃ချက်ကိုသူကလွယ်လွယ်ကူကူနဲ့လုံနိုင်တာပဲဖြစ်ပါတယ်ပေါ့နော်အဲဒါတွေမကသေးဘူးကျွန်တော်တို့က free cash flow များတယ်ဆိုတာကလေကုမ္ပဏီကအချိန်နဲ့မျှ performance ကောင်းနေတယ်လို့လည်းပြောလို့ရသေးတယ် ျွန်တော်တို့ကလေ financial statement တွေပဲကြည့်ရမှာလားဆိုတော့မဟုတ်သေးဘူးเนาะတခြားလေးလာမှာတွေလည်းရှိတယ်အဲ့ဒါတော့ number 4အနေနဲ့ဆိုရင် PE ratio အဲ့ဒါအရှိပြောရမယ်ဆိုလို့ရှိရင်တော့ price to earning ratio ပဲဖြစ်ပါတယ် PE ratio ဆိုတာကရင်းနှီးမြှုပ်နှံတဲ့သူတွေအနေနဲ့ share တစ်စောင်ရဲ့တန်ကြီးတစ်စောင်ကိုဘယ်လောက်ပေးပြီးဝယ်နေရလဲဆိုတာအဲအဲ့ဒါမျိုးကျွန်တော်တိုင်းတာတာဖြစ်ပါတယ် PE ratio ကိုကျွန်တော်စာစကားနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ current price of a share ကိုတည်ပြီးတော့ any per share နဲ့စာလာပဲဖြစ်ပါတယ် PE ratio ကိုတော့ကျွန်တော်တို့အသုံးပြုနေတဲ့ trading platform မှာဟိုတွက်ကြည့်စရာမလိုဘဲနဲ့တွက်ကြည့်လို့လည်းရတယ်။အဲဒါကတော့ကျွန်တော် Yahoo Finance က Apple Store ရဲ့ PE ratio screenshot ရိုက်ပြီးပြထားတာပါ။ဒီမှာဆိုရင် PE ratio က33.36ပေါ့နော်။အဓိပ္ပာယ်ကတော့ကုမ္ပဏီက1ဒေါ်လာရနေတဲ့ဟိုအချိန်တိုင်းအတွက်ကျွန်တော်တို့ကအဲ့ဒီ1ဒေါ်လာကိုဈေးဘလောက်ပေးရလဲဆိုလဲအောင်စုလို့တာပါ။ဒီလိုဗျာ။ကုမ္ပဏီကိုကျွန်တော်တို့ကအကောင်းမြင်နေတယ်ဆိုလို့ရှိရင် PE ratio ကများတယ်။ over value ဖြစ်တယ်ပေါ့ဗျာ။ over value ဆိုတော့ကျွန်တော်တို့ကပေးတင်တာထက်ရင်းနှီးမြှုပ်နှံတဲ့သူတွေကပူပြီးတော့ကိုပေးကျင်နေတဲ့သဘောမျိုးပါ PE ratio နည်းလို့ရှိရင် and value ဖြစ်တယ်လို့ပြောလို့ရတယ်ဘယ်သူမှပုံမပေးကျင်ဘူးပေါ့နော်အဲအဲ့လိုမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ပြောလို့ရနိုင်တာက Apple တို့လို PE ratio များတဲ့လုပ်ငန်းတွေစားသုံးကုန်ထုတ်လုပ်တဲ့လုပ်ငန်းတွေကဘလို့မှသွားရှင်လို့မရအောင်နော် Apple မှာဆိုလို့ရှိရင်တော့ Microsoft တို့ Google တို့နဲ့ရှင်လို့ရတယ်အဲတခါတလေကျွန်တော်တို့ကလေ profit ကောင်းကောင်းမပေးနိုင်တဲ့လုပ်ငန်းတွေကိုတော့ PE ratio ကြည့်ပြီးသွားပြီးတော့တုံ့တက်လို့မရတော့ပြန်အောင်အဲ့ဒါဆိုရင်ကျွန်တော်ကဘာကိုကြည့်ရမလဲဆိုတော့ price to sales ratio ကိုကျွန်တော်ကကြည့်လို့ရပါတယ် price to sales ratio ကစာစကားနဲ့ပြောရမယ်ဆိုရင်တော့ current price of a share ကိုတည်ပြီးတော့ sales per share နဲ့စားတာ ਉਹ ပဲဖြစ်ပါလေကဲဟုတ်ပြီအခြေအနေတစ်ခုကျွန်တော်တုံ့တက်ကြည့်ရအောင် PS ratio ကအကယ်၍လုပ်ငန်းတစ်ခုကအမြတ်အများကြီးရအောင်မစွမ်းဆောင်နိုင်ဘူး။ဒါပေမဲ့လေဗျာ သူကရေရှည်မှာအလားလာကောင်းတွေလည်းရှိတယ်အခုလက်ရှိ PS ratio ကနည်းနေတယ်ဆိုလို့ရှိရင်တေချာပေါ့အဲ့ဒီလုပ်ငန်းမှာရင်းနှီးမြှုပ်နှံမှုလုပ်တင်တယ်အဲ့ဒါတွေကလေအဲဘာလို့ဆိုရလဲဆိုတော့ဗျာဟိုရှင်းပြရရင်တော့ဒီလုပ်ငန်းက profit အားဖြင့်အခုလက်ရှိမှာနည်းနေတယ်ဟုတ်ပြီဒါပေမဲ့ဒီလုပ်ငန်းရဲ့ share ကလေတော်တော်လေးဟိုဟိုတန်နေပေါ့နော်ဝယ်တင်နေပေါ့တန်နေပြီးတော့နောက်တစ်ခါရေရှည်မှာလည်း return ကောင်းကောင်းသူပေးနိုင်မယ်လို့ကျွန်တော်တို့ယုံကြည်တယ်ဆိုရင်တေချာပေါ့ဝယ်တာဝယ်လိုက်ရတယ် အဲဒီလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတာမမအောင်လို့ကျွန်တော်ပြောလို့ရတယ်ဟုတ်ပြီဒါတွေလေးလာပြီးရင်တော့ကျွန်တော်နံပါတ်9တော့ကြည့်ရအောင်နံပါတ်9အနေနဲ့လေးလာရမှာကလုပ်ငန်းရဲ့ management team မှာကုမ္ပဏီရဲ့ management team ကိုကုမ္ပဏီကနေပြီးထုတ်ပြန်ထားတဲ့ annual report လေးဒါမှမဟုတ်လေ Yahoo Finance တို့ trading platform မှာရှိတဲ့ profile အောက်ကိုတွားပြီးတော့လည်းလေ့လာလို့ရပါတယ် management team မှာဆိုလို့ရှိရင်တော့ board of directors BOD CEO တို့ CTO တို့အကြောင်းတွေကိုကျွန်တော်တို့တည်ထားပါမယ် ဆိုကြပါစို့ဗျာကုမ္ပဏီရဲ့ CEO ကဟိုခဏခဏမပြောင်းဘူးပေါ့အပြောင်းလဲလဲသိမရှိပဲねဒီအာအချိန်ကြိုက်သူကကုမ္ပဏီမှာဆက်ပြီးတော့ရှိနိုင်ပြီရှိနေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြောနိုင်တာဒီ CEO ဒီကုမ္ပဏီရဲ့အဝင်အထွက်တွေကောင်းကောင်းနားလည်ပြီးတော့ဒီလုပ်ငန်းကိုလည်းထိန်းချောင်းနိုင်တယ်လို့ကျွန်တော်အကြံပြုသုံးသပ်လို့ရပါတယ်နောက်ဆုံးတစ်ခုကတော့ competitive advantage ပါအဲ့ဒါကလေအရင်ရေးကြည့်ရနော်ဘာလို့လဲဆိုတော့ competitive advantage ဆိုတာကလေ အဲ့ဒီလုပ်ငန်းရဲ့ product service ကိုလွယ်လွယ်ကူကူနဲ့အခြားလုပ်ငန်းကလာပြီးတော့ရှင်းနိုင်မလားပေါ့အဒါမျိုးတွေကိုကျွန်တော်ကဈေးကွက်ထဲမှာရှင်းနေပြီလားဆိုတာကြည့်ရမှာဖြစ်ပါတယ်ဥပမာဆိုရင်ဗျာဟိုတလောလုံးက Nvidia ရဲ့ stock တွေတိတိတတ်တတ်ထူးကြသွားတယ်ဘာလို့လဲဆိုတော့ deep sea ရဲ့ကြီးညာချက်ထွက်လာတာပေါ့နော်အခုလေဒီဗီဒီယိုလုပ်နေတဲ့ April 30ရက်နေ့2025မှာဆိုရင် Nvidia ရဲ့ stock ကအနည်းငယ်ကျတယ်အဲဘာလို့လဲဆိုတော့ဒီအလုံးတည်တဲ့တရုတ်ကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေးကဘာကြင်ညာလိုက်လဲဆိုလို့ရှိရင်သူက AI chip တွေကိုထုတ်ဖို့အတွက်စမ်းသပ်ရမယ်ပေါ့နော်အဲ့ဒီစမ်းသပ်မှုကလည်းသူအစင်သစ်ဖြစ်နေပြီလို့သူကြင်ညာလိုက်တာကြောင့်ပဲသူဖြစ်ပါလေအခုလို့ကြင်ညာလိုက်တာကဒီရင်းနှီးမြှုပ်နှံတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ဒီတရုတ် Huawei stock ကိုစိတ်ဝင်စားမှုမြင့်တက်သွားပြီးတော့ Nvidia stock ပေါ်မှာနည်းနည်းစိုးရိမ်မှုမြင့်လာမြင့်တက်လာတာကြောင့်ပဲဖြစ်ပါတယ်အဲအဲ့ဒါမှသူက stock နည်းနည်းလေးကျသွားပါဘောနော်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ရှင်းပြပေးခဲ့တဲ့ stock ကို ဝယ်တော့မယ်ဆိုရင်လေးလာတုံတက်ရမယ်အချက်၆ချက်ကိုသိရှိပြီးဖြစ်တယ်လို့ကျွန်တော်ယူဆပါတယ်ဒီနေ့လေးလာခဲ့ရတာတွေကအနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင် stock ဝယ်တော့မယ်ဆိုရင်နံပါတ်1အနေနဲ့ကိုတီးတဲ့စီးပွားရေးနယ်ပယ်မှာရင်းနှီးမြှုပ်နှံမှာနံပါတ်2ခိုင်မာမှုရှိတဲ့စီးပွားရေးလုပ်ငန်းကိုရွေးချယ်ပေးပါ နံပါတ်3 financial statement ၃ခုဖြစ်တဲ့ income statement balance sheet cash flow statement တွေကိုလေးလာတုံတက်ပေးပါနံပါတ်4 PE ratio နဲ့ PS ratio ကိုလည်းလေ့လာပါမယ် နံပါတ်5အနေနဲ့ကတော့ managementing ကိုကြည့်ရပါမယ်။နောက်ဆုံးတစ်ခုကတော့ကိုယ်ဝယ်မဲ့အစုရှယ်ယာလုပ်ငန်းကိုအခြားဘယ်လုပ်ငန်းကလာပြီးတော့အစားထိုးရှင်ပြလာနိုင်လဲ။အဲအဲ့ဒီစတဲ့အချက်6ချက်ကိုလေ့လာပါမယ်။အဲ့ဒီ6ချက်ကိုလည်းကျွန်တော်ကအလွယ်ကူဆုံးဖြစ်အောင်ရှင်းပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းယင်းနီးမှုယင်းနီးမှုနယ်မှုဆိုင်ရာအကြောင်းအရာလေးအခုမှ stocks level ထဲမှာစပြီးအခြေချမဲ့လူတွေအတွက်ကိုလည်းကျွန်တော်က အလွယ်ကူဆုံးနဲ့နားလည်ရလွယ်ကူဆုံးဖြစ်အောင်ရှင်းပြပေးသွားမှာဖြစ်လို့ Chai Explain Channel ကို Subscribe လုပ်သွားပြပါအောင်လို့ပြောချင်ပါတယ်။အဆုံးထိနားဆင်ပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကဲအဲ့ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။